ကိုကြီးနဲ့ကိုပူးတုမြင်ပါစေတဲ့မြင်ပြီးပြီးမြင်ပြီးကြပြီးအဖက်မလုံတာနော်လိုင်တရာကိုကြီးဆိုလို့ရှင်လဲဘိုက်ပါနေပြီးတော့စာရီရောဗီဒီယိုရောပို့ထားတာအကုန်ဝင်ကြည့်တယ်ဒါပေမဲ့ဘာမှပြင်မပြုံးပူးတုကတော့ဒီနေ့ပေါ့နော်တစ်တော့ What's up guys မင်္ဂလာပါကဲဘရိုရီဒီဗျူဖိုင်လေးကတော့လူနာအတွက်ပြအကူအညီတွေလိုနေလို့ပရိုက်တာအသိနဲ့ဆက်တွေ့တာပရိုက်တာအသိတွေကလည်းသူ့ကိုယူမစိမ့်တာနဲ့ နော်လူနာနဲ့ဒီအလူရှင်နဲ့ရှိတ်ဆက်မမင်းဖြစ်နေတဲ့အနေအထားတစ်ခုကိုပြောပြထားတဲ့ view file လေးပါဆိုတော့ view file လေးမှာသူကဗာနေပြောပြထားတယ်ဆိုတော့ကောင်ကတော့လိုက်ကြည့်လိုက်အောင်ဟုတ်ကဲ့ so let's go တရားကိုကြီးနေတဲ့ကိုပူးတုမြင်ပါစေတဲ့မြင်ပြီးပြီးမြင်ပြီးကြပြီးအဖက်မလုတာနော် လှိုင်တရာကိုကြီးဆိုလို့ရှင်လဲဘိုက်ပါနေပြီးတော့စာတွေရော ဗီဒီယိုတွေရော ပို့ထားတာအကုန်ဝင်ကြည့်တယ်ဒါပေမဲ့ဘာမှပြင်မပြဘူးပူတူကတော့ဒီနေ့ပေါ့နော် တစ်တော့ဟာမစင်ကြာနေပြီးတော့လူနာရန်ကုန်တက်ကူချင်တာလားဆိုရယ်စာလေးပို့ထားတယ်ပို့ထားလို့အမပြန်ဖြေထားတယ်ဘယ်မှာပဲကုကူပါကိုကြီးတို့အဆင်ပြေတယ်လို့လောက်ကြမုံရွာမှာလည်းစေးုံနေရှိတယ်မုံရွာကုလည်းရတယ်လို့တော့အမပြောထားတယ်ဘာအတိုင်းမှမပြန်လာသေးဘူးเนาะအဲ့တော့မြန်မာပြည်မှာပရာဟိတသမားတွေကိုအများကြီးပဲလှူနေကြတာမီဒီယာကြီးတွေနဲ့သိရမို့လားလှူနေကြတာဟိုမဲ့ကောင်းကောင်းကြီးတွေအသက်ရှင်အောင်မဲ့လူကြီးတွေလှူနေကြတာတွေ့တာပဲဒီဗီဒီယိုလည်းတွေ့ကြမှာပဲလေကြည့်ရှုသူလူသိမ့် ်ချီနေပြီဟုတ်တယ်မို့လားเนาะအဲ့တော့အပြစ်လည်းမပြောချင်ပါဘူးတည်လားကျမလည်းလေအဲ့ဒီဗီဒီယိုတင်ပေးရတာကုစုရမလားဆိုပြီးတော့တင်ပေးတာအကုစုပဲရနေတည်လားเนาะတချို့ကလည်းအပြစ်တွေပြောနေကြတာတည်လားเนาะကျမလုတ်တတာမဟုတ်အဖေကဗီဒီယိုရိုက်ပေးလာတာအတူအပြက်အပြက်နဲ့သုံးလေးပုံးလောက်ရိုက်ပေးလာတခါတည်းဇက်တိုက်ရိုက်မယ်ပေးလာအောင်အဲ့ကြတော့ကျမလည်း TikTok မှာအဲ့ဒီဗီဒီယိုလေးကိုတင်လိုက်ပြီးတော့အဲ့ အတန်လေးကိုကလေးတဲ့ကိုထောက်ပြောတော့ကိုကလိုရင်းကိုပြောချင်တော့လိုရင်းကိုပြောပြီးစုံသွားတော့လိမ့်စာမပါတာပေါ့နော်လိုရင်းမရောက်လေတကယ်တမ်းဆိုလို့စေတနာရှိကြလို့ရှင်တို့မြန်မာတွေကလည်းလေနော်စေတနာရှိကြလို့ရှင်သိရမလားကျွန်တော်ကတော့9000လောက်လှူချင်တယ်မရေးကျွန်တော်ကတော့တပေါင်းလောက်လှူချင်တယ်အမကြီးဆိုလို့ရှိရင်ရနေရဲ့ကိစ္စပဲတိလားကျမအလှူငွေတွေမစားပါဘူးအလှူငွေစားရတော့တဲ့အစ်င့်လည်းမဟုတ်ပါဘူးเนาะ ကျမပြောပြီးပြီပဲကျမကြိမ်ဆူတောင်ပြီးပြီပဲသူ့အတွက်ရတဲ့အလူငွေကိုသူ့အတွက်အကုန်လုတ်ပေးမယ်လိုင်းမောင်အကုန်ချပေးထားမယ်စည်ရင်းစရားနဲ့အကုန်လုတ်ပေးမယ်လို့ကျမပြောပြီးပဲလေနော်အဲ့ဒါကိုပြစ်တီးပဲပြောနေကြတာတိလားငရဲတွေလည်းကျမတအားကြီးရတိလားအခုသူ့ ို့တင်ထားတာအလူငွေရတာဆိုလို့အကိုတယောက်3000နဲ့အမတယောက်3000လူမယ်ဆိုတာလည်းမလွှဲပေသေးဘူးစေးကူးမှလူမယ်နဲ့တူရယ်စေးမကူးရင်မလူဘူးနေမှာပေါ့အဲ့တော့ကျမလည်းပြောလိုက်တယ်အေးမအောင်လည်းသိရမလားအမရေစေးကူးဖို့ဆိုတော့ခုခေခုခိုင်းသူဓမ္မန်နေရရမယ်ခွဲစိတ်ရမယ်ဟုတ်တယ်မို့လားအဲ့တော့3 50ရှိမှလောက်မှာအဲ့တော့ဒီပတ်ဖန်လေးပမာဏနဲ့စေးကူးလို့မရဘူးဘာလို့လို့ဆိုတော့တကယ်လို့အမလှူကျင်နေဆိုရင်ဒါလေးနဲ့သူ့အတွက်မုတ်တရီစာဟုတ်တယ်မို့လားရွာမှာရှိရဲ့စေးဆရာဝန်လေးနဲ့စေး ထိုးစလိုက်ချိတ်လောက်ပဲလောက်ရမှာလို့ပြောလိုက်နော်ကျမလည်းတက်နိုင်မှာတသိန်းနှစ်သိန်းတက်မှာတက်နိုင်မှာလीနော်ကျမလည်းအများကြီးမတက်နိုင်ဘူးသိရမို့လားငရေကြီးတယ်သိလားနော်အော်ကိုကတော့ သွေးလည်းမတော်ဘူးသားလည်းမတော်ဘူးဘာမှမတော်ဘူးကိုရက်ရွာဆိုတော့လူစိတ်ရှိရသူဆိုတော့မနေနိုင်လို့မို့ကိုကတော့တက်တင်ပြရပါ။အော်လိုင်းနေပေါ်တော့မီဒီယာကြီးတွေနဲ့လူနေကြတာမလူလူနေကြတာမှတိမ်တူကိုရာနဲ့ချီပါနဲ့ချီဒီလူရဲ့အသက်ကလေးတစ်ချောင်းကိုကယ်လိုက်ကြတော့ဘာဖြစ်မှမလို့တော့ပြောပြရလေ။သူတို့စေကုပင်ဒီလူကသက်ရှင်ဝင်ရအောင်မှယောဂပဲမဟုတ်ဘူးဒီမှာပြောနေရင်ယောဂယောဂရှိတာမဟုတ်ဘူးလို့နော်။ ယောဂရှိရလို့လည်းမကြောက်ဒီဆိုင်ကယ်တိုင်ဆိုင်ကယ်နဲ့ကားနဲ့တိုက်ပြီးလို့သူသူခေါင်းတချမ်းကွဲသွားပြီအဲ့ကွဲသွားတဲ့ခေါင်းကဘိုက်ထဲမှာထည့်ထားတာမို့လို့အဲ့ဒါလေးကိုခုချိန်မှာစေးယုံစေးကန်းသွားဓမ္မနေပါလေရိုက်ခွဲရထုတ်ရုပ်ပြီးတော့ကုလိုက်ရင်အသက်ရှင်ရှင်အောင်မှပေါ့နော်အဲ့ဒါအဲ့တော့ကျမလို့ကျမလည်းတက်ပြောပြတာပါနော်တကယ်အားကုစုံနေရတယ်ကျမဟောတခါတလေကြောက်လည်းတွေးလိုက်တာပါဟော သူလည်းသူ့ဘဝနဲ့သူသွားသွားရင်ပြီးရောလို့ငါလည်းတင်ပေးလိုက်တာပေါ့ခုကျတော့ငရဲကြီးကြီးရတယ်အစ်စ်တွေပဲပြောကြတယ်ပြောကြလို့လေပြင် ဆိုရင်ကျွန်မကြည့်လိုက်တယ်လှူချင်သေးရှိရင်ကျွန်မလှူလိုက်တယ်သိရမလားကိုလည်းအများကြီးမလှူအလုံးစုံလှူနိုင်မှာကျွန်မ3တိန်2တိန်5တိန်ဒီလောက်ပဲကျွန်မလှူနိုင်တယ်သိရမလားငါးတော့လှူတင်တဲ့နေရာဆိုကျွန်မဘာမှပြောမနေဘူးတခါလေဘယ်မှာလှူလို့ရလဲကေဘင်းနံပါတ်ပေးဆိုကျွန်မကောက်လှူထည့်လိုက်တာတို့ဘာသူကိုလှူကိုသိပ်ပြပြီးတော့လှူ啊လေလှူပြီးတော့ပြီးပြီးသွားတို့ဘာသူဘာလောက်ကြလောက်ကြဟုတ်တယ်မဟုတ်လားကျွန်မအခုပြောနေရွာမှာဖုန်းလိုင်းလည်းမမိဘူးအင်တာနက်လိုင်းလည်းမမိဘူးဘာမှမမိဘူး wifi ရှိတဲ့အိမ်ကနေပဲပြောတာကျွန်မ တာဝင်ခံပြီးတော့ကျွန်မခေါင်းခံပြီးတော့ကျွန်မလှုပ်ပေးမယ်ကျွန်မဆက်သွယ်ပြီးတော့လှုပ်ပေးမယ်ပြောပြီလေကျွန်မဆက်သွယ်လို့ရကျွန်မနိုင်ငံသားမှနေနေရဆိုပြီးမှလဲ24 hour ကျွန်မ line ပေါ်မှာရှိတယ်သိလားနော်24 hour ကျွန်မ line ပေါ်မှာရှိတယ်နော်ကျွန်မဘာမှမလုပ်ဘူးတို့လှူတယ်ဆိုရင်ပတ်သက်တပြားတစ်ချက်မှကျမမမထီဘူးမကြိုက်ဘူးမတုံးဘူးကျမပြောပြီးပြန်လေနော်ဒါလှူခြင်းလှူမလှူခြင်းမလှူကြနဲ့ကျမပြောရရှင်းရှင်းလေးပဲ စေရနာရှိမှလူကြစေရနာမရှိဘူးလို့နဲ့သူကံတရားနဲ့တူပဲသူလည်းသက်ဆက်ရှင်ဝင်ရှိရရင်ရှင်လိမ့်မယ်ရှင်ဝင်မရရင်သူတည်လိမ့်မယ်ဒီတိုင်းပဲကိုကတော့မကြည့်ရလို့ပါ။ဩတွေးကြည့်လိုက်ပါဘလောက်ချင်းနေကြိုက်လိုက်မလဲ။မိုးကျမတို့စီကမိုးလေအားအများတန်းကြီးတော့ကြတော့ဘလောက်မိုးပက်လိုက်မလဲဘလောက်ကတော့ခင်းပြီးတိတ်ထားတော့ကြမ်းတော့ကျွတ်တို့ကျဲတဲနဲ့ပြည့်မလားဖြားတော့မပါဘူး။မကြည့်ရလို့မကြည့်ရလို့နော်ကျမမကြည့်ရလို့တင်ပေးရကျမဟာကျိုးအတွက်ကြောင့်မှကျမတင်ပေးရမှာနာမည်ကြီးချင်လို့လည်းမဟုတ်ဘူးနော်။ နာမည်ကြီးကျင်လို့လည်းမဟုတ်ဘူးเนาะခါလေးပြောလိုက်မယ်ဒီဗီဒီယိုတင်တာအခုစုမြာကဲပြဆိုတော့ဒီညီမလေးကတော့သူ့အတွက်အလှခံတာတော့မဟုတ်ဘူးဒီ second neck ကနေ accident ဖြစ်လို့เนาะလူတစ်ယောက်တန်ရာရသွားတဲ့လူတစ်ယောက်အတွက်သူကအကြာကနေစေတနာနဲ့အဲ့လိုဝင်ပြီးတော့ဆောင်ရွက်ပေးတာခုကတော့စေတနာစေတနာနဲ့ဆောင်ရွက်ပေးခဲ့မယ်လို့ခုကတော့ တိုင်းကြသမသမားတွေကလည်းသူ့ကိုအသိကယူမဆိုင်ဘူးဆိုတော့ပို့ပြီးတော့စေစနာထားခဲ့ပေမဲ့လို့ဝေဒနာတွေခံစားနေရတဲ့အနေထားဖြစ်ပြီးမှဒီရင်ထည့်မကောင်းတော့သူကတော့နည်းနည်းပောက်ကွဲအဲအနေနဲ့အနေထားလဲပေါ့နော်ဆိုတော့ဗျတန်ရာတစ်ခုခုရတိုင်းကိုယောဂတစ်ခုခုရှိတဲ့ကိုဒီဘရိုင်းကသမားတွေပဲမြေတဲ့အောက်ကိုနေတော့မရလောက်ဘူးဆိုတော့ပထမတစ်ချက်အနေနဲ့တွေးထားဖို့လိုပါတယ်ဆိုတော့နောက်တစ်ချက်ကဒီလူနာရဲ့အရှင်နေလူနာနဲ့ဒီ လမ်းမဆက်သွေးရေဒါတွေလည်းသိဖို့လိုတယ်နော်ဒါတွေကလည်းလမ်းမဆက်သွေးရေကောင်းပါပဲဒီ brighter သမားတွေကသွားနိုင်မယ်။နောက်လူနာရဲ့အရှင်တွေဘလောက်ထိစိုးရင်ရလဲဆိုတဲ့အပေါ်မှာလည်းမူတည်မင်းထင်ပါတယ်။ဆိုတော့အနေရာတိုင်းမှာ brighter သမား brighter သမားလည်းဒီ brighter သမားတွေခြေပဲအကုန်လုံးတော့မရတော့ဘူးဆိုတဲ့ချက်ကိုလည်းအဲသိထားဖို့လိုပါတယ်။ဆိုတော့ဘာဖြစ်ဖြစ်အများဆုံးဒီလူနာအတွက်အစည်အဝေးရှင်တွေလည်းပေါ်ပေါက်ပါစေလို့ပဲကျွန်တော်ကလည်းဆုတောင်းတယ်။ နောက်တစ်ခုကတော့အာညီမလေးအနေနဲ့လည်းအရင်ကြီးခံစားမနေဘဲနဲ့နော်ဒီဒီ brighter သမတ်ဆိုတာကတော့အမြဲတမ်းတူနာဒိုက်ကိုသာအဲ့လိုလှူမယ်ဆိုရင်လည်းသူတို့ကလည်းပြဘလို့လုပ်ပြီးတော့ဖြစ်နေမှာလဲနော်ဒါလေးတစ်ချက်အဖြစ်ပြီးတော့တွေးပြီးမှကိုယ့်ကိုဖြစ်သိဖို့လိုတယ်မဟုတ်ရင်တော့အာကိုယ်စေတနာထားကေတနာအာကိုယ်မှာလည်းကနေနေအကုသို့တဲ့ အဲများသွားနိုင်ပါတယ်ဆိုတော့အများများလေးဒီလူနာအတွက်အာလူရှင်လေးတွေပေါ်ပါစေလို့ပဲဆိုတော့ကျွန်တော်ကတော့အဆူတောက်ပေးလိုက်ပါတယ်နော်ဆိုတော့ view friend ကတော့အဲ့တော့ပါပဲ not type view friend မှာကျွန်တော်တို့ပြန်ပြီးတော့တွေ့ဆုံကြအောင်โอเค see you next video